အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live ရဲ့ပွဲပြီးတုံတချက်ကနေပြီးတော့ပြန်လေပြီးတော့ကြိုလိုက်ပါတယ်။ကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစေလို့ကျွန်တော်ဒီနေရာကနေပြီးတော့စုမွန်ကောင်းတောင်းပေးလာအပ်ပါတယ်ပေါ့နော်။ အဲ့ဒါကျွန်တော်ဒီညမှာဒါကျွန်တော်တို့တန်ဆင်းစုံကဒါကျွန်တော်တက်ဆစ်စုံနားကဒါအသင်း၃အသင်းပွဲရှိခဲ့တယ်။ဒါပေတန်တော့မဆင်းတော့တဲ့အသင်းတွေပေါ့နော်။ဒါဒီနေ့ပွဲစဉ်မှာဒါကျွန်တော်တို့ Manchester United ရဲ့ West Ham ရဲ့ Tottenham Hotspur အသင်းရဲ့ဒါကျွန်တော်တို့ပွဲစဉ်တွေရှိခဲ့တယ်။အဲ့တော့ဒီနေ့ပွဲစဉ်မှာဒါကျွန်တော်တို့အသင်း56 16 19ကဥပ56 16 19ကအသင်း၃အသင်းတွေ့ခဲ့တယ်။၃အသင်းမှာဒါကျွန်တော်တို့ Tottenham Hotspur အသင်းနဲ့ Manchester United နှစ်အသင်းရှုံးခဲ့တယ်ပေါ့နော်။အဲ့တော့ပထမဆုံးပွဲစဉ်ကိုကျွန်တော် Manchester United ပွဲစဉ်ကိုတင်ဆက်ပေးချင်တာဖြစ်ပါတယ်။ United အသင်းတွေဒီနေ့ပွဲစဉ်ကအမှန်တမ်းပြောရမလို့ကျွန်တော်လုံးဝကိုမထင်ထားတဲ့ line up တစ်ခုနေဒါ United အသင်းထွက်လာခဲ့တယ်။ဒါ United အသင်းနဲ့ဒါတော်တော်လေးကိုလူစုံတက်ဆုံရှိတဲ့ line up လို့တောင်ပြောလို့ရတဲ့ line up တစ်ခု United အသင်းစီကနေမြင်ခဲ့ရတယ်။ဒါကျွန်တော်တို့ Casemiro ရယ်ဒါကျွန်တော်တို့ Patrick Drogu ရယ်ဒါကျွန်တော် Alejandro Garnacho ရယ်၃ယောက်လောက်ဟိပေါ့။ Onana ဆိုရင်တော့၄ယောက်ကလွင်ကျန်တဲ့လူတွေအကုန်လုံးကိုဒါတေချာလောက်နေနေကိုသူထည့်လာခဲ့တယ်။ကျွန်တော်အနေနဲ့အစိုးရအဆုံးတစ်ခုကဒီနေ့ပွဲစံမှာဒါနီးပြအနေနဲ့ Ahmed Diallo ကထားလိုက်ပါရှေ့ပွဲထဲမှာဒါမိနစ်အပြည့်မရကြောင့် Ahmed Diallo ဒီနေ့ပွဲစံမှာထည့်တယ်။ ဒါပေမဲ့လက်ရှိမှာဒါဘူနိုဖာနန်ဒက်ဆိုတာကျွန်တော်လနာယူရိုတို့ဒါကျွန်တော်တို့ကိုထည့်လာခဲ့တဲ့ဥစ္စာကကျွန်တော်နေတော်တော်လေးကိုမင်းကွန်းထုတ်ဆရာဖြစ်ခဲ့တယ်။ဒါဒီနေ့ပေါ်မှာဒါကျွန်တော်တို့ United အနေနဲ့ဒါနီးပြနေတဲ့သူပြန်စဉ်းစားမှာပေါ့နော်ဒါငါတို့အိမ်ငွေ့မှာလဲဒါဟိုဒီကစားသမားကြီးလည်းဘဲမှမသွားရတာဖြစ်တဲ့ကြောင့်ဒါခီးပန်းချင်းဘာညာလဲမရှိတဲ့ကြောင့်နီးပြနေတဲ့ဒီနေ့ပွဲစဉ်ကိုဒီလူစင်းင်းထုတ်ခဲ့ရလို့ပဲကျွန်တော်နည်းနည်းယူဆလို့ရတယ်ဒါပေမဲ့အရင်လူစင်းမှာဗျာဒီနေ့ပွဲစဉ်မှာဒါ Little Love လို့လူမျိုးလည်းရှိတယ်ဒါကျွန်တော်တို့ထည့်မယ်ဆို Harry Maguire လို့လူမျိုးလည်းရှိတယ်ဒါပေမဲ့ဒီနေ့ပွဲစဉ်မှာ United အသင်းအတွက်ဒါ2-0ဆိုတဲ့ရလက်ဆုံးရှုံးသွားတာတဲ့ sign ရမဲ့ဆုံးရှုံးသွားတာတဲ့ sign လက်နိုင်ယူရိုရဲ့ဒဏ်ရာကပို့ပြီးတော့ယင်ခုန်စရာဖြစ်ခဲ့ရလို့ပဲဆိုရမယ်တမပါအဲ့တော့ဒီနေ့ပွဲစဉ်မှာလာလက်နိုင်ယူရိုကိုဒါကျွန်တော်နီးပြ um, အမိုရီအနေနဲ့ဆက်ပြီးတော့စိမ့်ဘာ main center ဘက်ပေါ့နော် center ဘက်ပုံစံမျိုးထားခဲ့တယ်ဒါကျွန်တော်တက်ဟို left center ဘက်အာဆမာမဟုတ်ဘယ်နဲ့ CCB ပုံစံမျိုးထားခဲ့တယ်ပေါ့နော်ဒါကျွန်တော် center 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 ဘက်ပေါ့နော်အဲ့တော့ဒါအလဲ center ဘက်မှာတည်တည်ချာချာထားခဲ့တဲ့ပွဲတွေပွဲဖြစ်ခဲ့တယ်အဲ့တော့ဒီနေ့ပုံစံမှာ United ရဲ့ tactics ကမကောင်းတာတော့မဟုတ်သူဟာသူတို့အဆင်ပြေခဲ့တယ်တစ်ဖက်ရဲ့ဒါကျွန်တော်နောက်တန်းအနေနဲ့ဂူသမားကတော်တော်လေးကိုအဆင်ပြေခဲ့တဲ့ပွဲစဉ်ပေါ့နော်အဲ့တော့ဒီနေ့ပွဲစဉ်မှာ Graham Potter ကတော့ရှင်းတယ်သူတို့အနေနဲ့ကကျွန်တော်လုံးဝနိုင်ပွဲပြောက်ဆုံးနေတဲ့အသင်းသင်းကိုအမှတ်ပြန်ရှာဖို့အတွက်ကြိုးစားသွားမယ်ဒီနေ့ပွဲစဉ်မှာဒါ West Ham အသင်းတို့ကရည်ရပါတယ် assist 18ကနေပြီးတော့ assist 25ထိဝုံတိုင်းထိုးတက်သွားတဲ့အထိကိုဒီနေ့ပွဲစဉ်မှာသူတို့အတွက်ကအရေးပါခဲ့တဲ့ပွဲစဉ်တစ်ပွဲဖြစ်ခဲ့တယ်။ United တဲ့ကဒီနေ့ပွဲစဉ်မှာဒါကျွန်တော်ဒီလက်ရှိ United ပြည်သက်တဲ့ဒီနေ့ဒီရလက်နဲ့ပတ်ပတ်သက်ပြီးဘယ်သူမှသိပြီးခေါင်းထဲမှာမရှိဘူး။ဟုတ်တယ်ခြေစွမ်းရဒီနေ့ပွဲစဉ်မှာအဆင်မပြေဘူးလိုအပ်ချက်တွေအများကြီးအများကြီးရှိတယ်။ဒါခြေနေဘက်ကပြန်ကြည့်မယ်ဆိုအများကြီးဒါပေမဲ့မိနစ်60 Bruno Fernandes ကိုသုံးတယ်။ Lennar ရောနားတယ်။ဒါကခုနပြောလို့ဒီနေ့ပွဲစဉ်မှာမေကွန်းထုတ်ဆရာတွေအများကြီးအများကြီးရှိခဲ့တယ်။ Mason Mount နဲ့ဒီနေ့ပွဲစဉ်မှာဒါကျွန်တော်တို့ရှေ့ကဘီဘာဝနဲ့ပွဲစဉ်ကမေဆန်မောင့်မဟုတ်ခဲ့ဘဲနဲ့ဒါလိုအပ်ချက်တွေရှိတဲ့မေဆန်မောင့်ကိုတွေးခဲ့ရတယ်။ဒီနေ့ပွဲ ဆုံးမှာဒါ white line နဲ့ injury scare ပုံစံမျိုးဖြစ်ခဲ့ဒါပေမဲ့ဒီနေ့ပွဲစဉ်မှာကျွန်တော်နားမလည်တဲ့အချက်ကနီးပြအနေနဲ့တကယ်ကို injury scare ဖြစ်နေတဲ့ white line ကိုဒါ minute 90အပြည့်အထိသုံးခဲ့တာကျွန်တော်တိတ်မကြိုက်ဘူးအဲ့တော့ဒီနေ့ပွဲစဉ်မှာ Ruben Amorim နေနဲ့ body များတွေးနေမလဲဒါတွေကတော်တော်လေးကိုမေးခွန်းထုတ်เสียဖြစ်ခဲ့တစ်ဖက်ကဒါကြောင့် WhatsApp သင်းကသူတို့လှုပ်သူတို့လှုပ်သွားခဲ့တယ်3 4 3ကိုမှတော်တော်လေးကိုဒါပြောင်မြောက်တဲ့အကွက်နဲ့လှုပ်သွားခဲ့တယ်သူတို့ရဲ့အဓိကကစားသမားတွေဖြစ်တဲ့ Jared Bowen နဲ့ Kudus ကိုတိုက်စစ်တင်ပြီးကိုဒီနေ့ပွဲစဉ်မှာနှင်းလားငါလားဟိဆိုတဲ့ moment ကိုလှုပ်ပြသွားခဲ့တယ်အဲ့တော့ WhatsApp သင်းကဒီနေ့ပွဲစဉ်မှာဒါကြောင့်ပြီးရပြီးတော့ Bowen က ခုတက်စကိုတပြိုင်တည်းကိုထုတ်ပြီးသူတို့အနေနဲ့ဒါ cancel ပိုင်းကိုအားဖြည့်တဲ့ပုံစံမျိုးကိုလုပ်သွားတဲ့ movement တွေလည်းရှိခဲ့တယ်ပြောချင်တာဒီနေ့ပေါ်စမှာ Graham Potter ကသူလိုချင်တဲ့ပုံစံမျိုးကို United အသင်းကိုကောင်းကောင်းကြီးဒုက္ခပေးနိုင်စွမ်းရှိခဲ့တယ်ဒါပေမဲ့ဒုတိယဂိုးကိုပြောအောင်ပထမဂိုးကတော့လည်းတိတ်တော့ဘာမှသိပြီးပြောချင်ဘူးဒါဒုတိယဂိုးကိုပြောအောင် ဒုတိယဂိုးမှာဆိုတော့ United အသင်းရဲ့နောက်တန်းရဲ့လူအပ်ချက်တွေကတော်တော်လေးကိုမြင့်မားလွန်အောင်ကြည့်တယ်လို့ကျွန်တော်နည်းမြင့်တယ်။ဒုတိယဂိုးကဒါကျွန်တော်တို့လန်နိုင်းယူရိုထွက်သွားပြီးဘလောက်မှမကြတဲ့အချိန်မှာပဲ Gerard Bowen သွင်းသွားတယ်။ United အသင်းရဲ့နောက်တန်းခံစစ်မှာလန်နိုင်းယူရိုတယောက်နောက်ပိုင်းမှာဘလောက်ထိအေးပါလဲဆိုတာတစ်ပြေးနဲ့တစ်ပြေးသိလာခဲ့တယ်။ဒါဒီနေ့ပေါ်စံမှာတည်တည်ချာချင်းမယ်ဆိုတော့ West Ham အသင်းရဲ့လက်ရှိနီးပြဖြစ်တဲ့ဒါ Graham Potter ကအလုပ်တည်ချာလုပ်လာပြီးတော့ဒါကျွန်တော်တို့အင်စာတည်ချာလုပ်လာခဲ့တယ်လို့ဆိုရမယ်။ဒါ Graham Potter နေနဲ့အခုလက်ရှိမှာလူပြောများနဲ့လက်ရှိမှာဒါရမှတ်အဖြစ်မစွမ်းဆောင်နိုင်တဲ့အသင်းကနေပြီးတော့ဒါ United ရဲ့အင် ွင့်မော်တော်မှာနှစ်ဂိုးပြက်ဆိုတဲ့ရလက်တစ်ခုနဲ့ဒါဂရီဟမ်ပေါ်တာတယောက်လှုပ်ပြနိုင်ခဲ့တာကတော့တော်တော်လေးကိုအန်အောစရာကောင်းတော်တော်လေးကိုချီကျူးစရာကောင်းတယ်လို့ကျွန်တော်အနေနဲ့ဒီနေရာမှာချီကျူးပြရစေအဲ့တော့ လက်ရှိမှာပေါ့နော်မန်ချက်စတာယူနိုက်တက်အသင်းဘက်ကပြန်ကြည့်မယ်ဆိုရင်ဒီနှစ်ပွဲစဉ်ကအမှတ်၃မှတ်ဆုံးရှုံးတာဂိုးပြတ်အိမ်မှာဆုံးရှုံးတာတဲ့ဆိုင်အဖက်ဘက်က တော်တော်လေးကိုဆုံးရှုံးသွားတဲ့ပွဲစဉ်ဒါကျွန်တော်ကလနိုင်းယူရိုကိုဆုံးရှုံးသွားကြားမှာဘာပွဲမှမရှိဘူးလက်ခံလို့ရတယ်လာမယ့်၁၀ရက်အတွင်းမှာတော်တန်ဟော့စပါနဲ့ဒါကျွန်တော်တို့ယူရိုပါလိဖိုင်နယ်မှာတွေ့မယ်ပွဲစဉ်မျိုးမှာလက်ရှိမှာအသင်းရဲ့အကောင်းဆုံးတဲ့ကကစားသမားတယောက်ကိုဒါယူနိုက်တက်အသင်းနဲ့ဆုံးရှုံးသွားတာကတော်တော်လေးကိုနစ်နာစရာကောင်းမှုနဲ့စိုးရိမ်စရာဖြစ်ဖို့ရှိတယ်အဲ့တော့လနိုင်းယူရိုအနေနဲ့လက်ရှိဒန်ယာကကျွန်တော်ဒါဒန်ယာအဟောင်းဖြစ်တဲ့ဟမ်စထရင်းပေါ့နော်တကောင်ကျွတ်ဒန်ယာဖြစ်ဖို့များတယ် ယ်။ဘာလို့ဆိုတော့ရူဘင်အာမိုရင်းရဲ့မျက်နှာကိုကြည့်လိုက်ရင်သိတာလေ။ရူဘင်အာမိုရင်းကိုဒါကျွန်တော်သူ့ကိုဆေးအဖွဲ့ကလာပြောတဲ့အချိန်မှာသူ့အနေနဲ့တော်တော်လေးကိုစိတ်ပြတ်သွားတယ်။ဟွိုင်လန်ကလည်းဒီတိုင်းပဲ။အဲ့တော့ဒီနေ့မှနီးပြအနေနဲ့လိုအပ်ချက်ရှိတာကဘာလို့လဲပေါ့နော်။ဒါဟိုယူရို နားလေလည်းခတ်ပါလေလက်ရှိမှာတချို့ကျွန်တော်လည်းမသိလက်တာတခုကပေါ့စကိုကလက်ရှိမှာဒီနေ့ပွဲစံမှာဒါကျွန်တော်တည်တည်ရှိရှိကန်တဲ့နေဆိုတဲ့တရင်တွေထွက်လာခဲ့အဲ့ဒါကိုကြားပြီးဒိုမက်လုတ်ခဲ့ကျွန်တော်ကတော့နီးပြတယောက်နေနေတာကျွန်တော်လက်ချက်နေရပြောစကားကိုကျွန်တော်တိတ်ပြီးခေါင်းထဲမှာမထည့်ဘူးလို့ကျွန်တော်နေနေမြင်နေဒီနေ့ပွဲစံမှာတော့ခုနကပြောတဲ့ United အသင်းနဲ့ rotate မလုတ်ခဲ့တာမဟုတ်ပေမဲ့ rotate လည်းလုတ်တဲ့လောက်လုတ်ခဲ့တယ်ဒါပေမဲ့ဒီနေ့ပွဲစံမှာလနိုင်းယူရိုကိုတော့ Manchester United အသင်းနဲ့မယင်းခဲ့တဲ့ဘူးလို့မြင်တယ် Bruno Fernandes လို့ကစားသမားမျိုးတော့ပြောလို့ရတယ် Bruno Fernandes ကဒီလက်ရှိမှာဒါ United ကိုရောက်ပြီးခဲ့တဲ့ဒဏ်ရာကိုတောင်းတောင်းမရတဲ့ကစားသမားဖြစ်တဲ့ကြောင့်ဘူး Bruno Fernandes ရဲ့ကြံ့ခိုင်ရေးက င်မတန်မှ top notch ဖြစ်တယ်ဒါကျွန်တော်တို့အခြေအနေရှိတဲ့ကစားသမားတယောက်ဒါပေမဲ့လနိုင်းယူရိုကပဲဒီနှစ်ရဲ့ဒါကျွန်တော်တို့ရာသီရဲ့၃ပုံ၃ပုံအဲ့ပေါ့ရာသီဝက်လောက်နီနီကိုဒဏ်ရာကြောင့်လွဲခွာထားတဲ့ကစားသမားကိုဒါကျွန်တော်တို့တုံးရက်လောက်ချားတဲ့အချိန်မှာဒီကစားသမားကိုတုံးနေဆိုတော့ကပြောစရာဖြစ်လာခဲ့တယ်။ဒါကျွန်တော်တို့ပို့ဆိုးတာကပေါ့နော်ဒါမကောင်းမင်းနဲ့ဒါခုနပြောလို့ပဲရှေ့ဘွဲကမကောင်းကြို့ဒီဘွဲမှာကောင်းအောင်တုံးတာလားဆိုတော့လည်းမဟုတ်ပြန်ဘူး။အဲ့ဒီပြဿနာက United အတွက်ပို့ပြီးတော့ကြီးမားတယ်။လနိုင်းယူရိုအနေနဲ့ခုလက်ရှိဒါကျွန်တော်တို့ရှေ့ရဲ့ Athletic Bilbao ဘွဲမှာဘလောက်ထိအရေးပါလဲဆိုတော့ပြည်သက်တွေတွေးခဲ့ပြီးရတဲ့နောက်ပိုင်းမှာလနိုင်းယူရိုရဲ့ဆုံးရှုံးမှုကထင်တာထက်ပို့ပြီးအများကြီးမ များရေးကြီးခဲ့တယ်ပေါ့နော်အဲ့တော့တပတ်ကဝက်ဆန်အသင်းကိုတော့ဒါလက်ရှိချိန်မှာချီးကျူးနေတာရှိပါတယ်ဝက်ဆန်အသင်းနဲ့ဒါကျွန်တော်တို့လက်ရှိကျွန်တော်ကိုယ်တိုင်လည်းပွဲချို့သုံးသပ်ချက်မှာပြောခဲ့တဲ့ဥစားကဘာလဲဆိုတော့လိုအပ်ချက်တွေရှိတယ်ဒါကျွန်တော်တို့ individuality မှာဒါကျွန်တော်အရန်ကောင်းပြီဒါကျွန်တော်တို့ ဟိုတင်းမော့တွေမှာတော်တော်လေးကိုလိုအပ်ချက်ရှိရတဲ့တဲ့လို့ကျွန်တော်ပြောခဲ့တယ်။ဒါပေမဲ့ဒီနေ့ပွဲစမှာတော့ကျွန်တော်တို့ individual တွေလည်းကောင်းနေပြင်တာကျွန်တော်တို့တင်းမော့တွေမှာပါ WhatsApp တင်းကတော်တော်လေးကိုကောင်းခဲ့တဲ့ moment ရှိတယ်။နောက်ဆုံးစက္ကန့်မှာပါတော့ကျွန်တော်တို့ဘယင်းနာကဲသွားတဲ့လုံးတွေလည်းတွေးရမယ်တဲ့မှာပါတော့ဒါပေမဲ့တစ်ဖက်က WhatsApp တင်းရဲ့ဂူသမားလည်းမဆိုးဘူးလို့ပြောလို့ရတယ်တဲ့မှာပါတယ်။ဒါပေမဲ့ဒီနေ့ပွဲစမှာ WhatsApp တင်းရဲ့ခန်းစစ်၃ယောက်လုံးကတော်တော်လေးကိုအလုပ်လုပ်သွားခဲ့ပြီး United ရဲ့ Tights ကိုကောင်းကောင်းကြီးငြိမ်အောင်ထိမ့်ပြသွားခဲ့တယ်ဆိုတော့တွေးရမယ်။ဒါ Ruben Amorim နဲ့ဒီနေ့ပွဲစမှာ၃မှတ်အပြင်ကိုအဓိကကစားသမားတစ်ယောက်ဆုံးရှုံနေအဖက်ဖက်ကကြည့်မယ်ဆိုဒီနေ့ပွဲစမှာလူပြောစရာ ဖြစ်ခဲ့တယ်ပွဲစဉ်တွေပွဲဖြစ်ခဲ့တယ်ပိုဆိုတာခုနကပြောဆိုပေ United ပြည်သက်ဒီနေ့ပုံမှာ show ကခုနကကျွန်တော်ပြောခဲ့သူပဲ United ပြည်သက်ဒီနေ့ပုံမှာ show ရင်ဘယ်သူမှကြီးဆိုင်မှာမဟုတ်ဘူးဒါပေမဲ့အဓိကပြဿနာလနိုင်းယူရိုတယောက်ဒန်ရန်ရသွားခဲ့တဲ့အချိန်မှာပြည်သက်တွေတော်တော်ကြီးကိုစိတ်ပြတ်သွားခဲ့ပြီးတော့လုံးဝလုံးဝကိုတော့ကျွန်တော်တို့ဒီနေ့ပွဲစဉ်ရတာ အောက်မှုစိတ်တက်စိတ်ကလုံးဝအကုန်လုံးကစိတ်ပြတ်သွားအဲ့တော့ဒီနေရာဒီမှာကိုစပါရူအာအတောင်းပြောမှာဆိုတော့ United အသင်းရဲ့ဒါအဓိကကစားသမားတယောက်ထဲမှာဟုတ်ပဲနဲ့စပါအသင်းကမရှိမရှိတဲ့ကွင်းလေဒါ AM ကစားသမားနောက်တယောက်ဖြစ်တဲ့ Kuluvaski ကလည်းဒုတိယအင်ရသွားခဲ့တယ်အဲ့တော့နှစ်သင်းလုံးကဇာတာကတော့အတူတူပဲရှုံးတာတော့အိမ်ကွင်းမှာ2-0ဆိုတဲ့ရလက်အတူတူချင်းရှုံးကြတာဖြစ်တယ်ကျွန်တော်တို့တွေကဒါညီကိုတွေပဲပေါ့နော်ကျွန်တော်တို့ဒါညီကိုတွေပဲရလက်အားဖြစ်ကွာတာလက်ရှိမှာအခြေအနေဒီအားဖြစ်ကွာအပေါ်အောက်ပဲရမှတ်ကလည်းလက်ရှိမှာတမှတ်ပဲကွာတယ်တိတ်တော့မကွာဘူးပေါ့နော်အဲ့တော့နှစ်ကောင်လုံးကဒီလိုကောင်မျိုးတွေလက်ရှိမှာဒါကျွန်တော်တို့ဟိုအဆင့်16နဲ့ အဆင့်၁၆ကနှစ်သင်းကလက်ရှိမှာဒါကျွန်တော်တို့ Europa League finalist ဘယ်လိုဖြစ်လဲဆိုတော့ကျွန်တော်ဖျားသခင်ပဲသိလိမ့်မယ်ဒါပေမဲ့ကောင်းကင်ကပဲတို့ Athletic Bilbao မှာလည်း United ကောင်းကင်ကစပါးလဲ Bordeaux နဲ့ကလေးနဲ့ပွဲစဉ်မှာကောင်းကင်မကောင်းဆိုဒီရောက်လာတာမဟုတ်ဘူးဒါရှင်းရှင်းလေးဒါပေမဲ့လက်ရှိမှာပြောစရာတွေရှိတာဒီနေ့ပွဲစဉ်ရဲ့ဒါပွဲထုတ်ပုံတွေဒါကျွန်တော် approach လုပ်ပုံတွေ United ကတော်တော်လေးကိုဒါအားနေခဲ့တယ်မှာပါတယ် United နေနဲ့ဒီနေ့ပွဲစဉ်မှာအားရစရာထုတ်ရတဲ့ Bruno Fernandes ရဲ့ pass ကလုံးဝ crucial ဖြစ်တယ် Bruno Fernandes ရဲ့ pass ကတကယ် all ဖြစ်လာအောင်ကြည့်လို့ကောင်းခဲ့တဲ့အနေအထားမှာရှိရတယ်ဒါပေမဲ့အဲ့ဒါကိုလည်းဘယ်သူမှအသုံးမချနိုင်ခဲ့ဘူးဒီနေ့ပွဲစဉ်မှာကနာချိုကပြဿနာ ကရှီလက်ကောင်းမရှိလက်ကောင်းဆိုဒီလိုမျိုးပွဲစဉ်တွေဖြစ်လိမ့်မယ်။ယူနိုက်တက်အသင်းနဲ့ဒီနေ့ပွဲစဉ်မှာအလာဟန်ဒိုဂါနာချိုရဲ့ speak လိုမျိုးကစားသမားမျိုးကိုလူတယ် ဒါပေမဲ့ white run တယောက်တောင်ခုနပေါ်လို့ဘာမှသိပြီးမလုံနိုင်ခဲ့တာဖြစ်တယ်။အာမက်ဒီယာလိုတစ်ဖက်အသင်းရဲ့ဒါဝမ်ဘာဆာကအကောင်းဆုံးထိချုပ်ပြနိုင်ခဲ့တယ်။ United အသင်းရဲ့ကစားသမားဟောင်းတွေက United အသင်းနဲ့တွေ့ပြီးဆိုရင်သူများ၏ထက်ပိုကောင်းတော့တွေ့ရမယ်တောင်မှပါတယ်။ဒါပေမဲ့ဒီနှစ်မှာဒါကျတော့ဝမ်ဘာဆာက United အသင်းမှမဟုတ်ပါဘူး။ဒါတော်တော်လေးကိုခုနောက်ပိုင်းမှာသူ့အနေနဲ့ wing back position မှာဝမ်ဘာဆာကတော်တော်လေးကိုလှုပ်ဖြစ်နေတာကိုတွေ့ရမယ်။ဒါပေမဲ့ WhatsApp မသိနေတဲ့အခုလက်ရှိမှာ United ရဲ့အိမ်ငွေမှာနိုင်နာမနိုင်နာတဲ့ဆိုင်ခုနပေါ်လို့ပဲ United အသင်းနဲ့လက်နိုင်ယူလို့ဒဏ်ရာရသွားခဲ့တာကပို့ပြီးတော့စိတ်ပြတ်ဖို့ကောင်းတဲ့ moment တစ်ခုလို့ပဲကျွန်တော်အနေနဲ့အဓိက ဝေဘန်ပြရစီလို့ပဲပြောပြရစီအဲ့တော့ယူနိုက်တက်တင်းတဲ့ဒီနေ့ပေါ်စမှာဒါကျွန်တော်တို့တော်တော်လေးကိုနှမျောဖို့ကောင်းတဲ့ဒါကျွန်တော်တို့အခြေအနေတစ်ခုကိုပိုင်ဆိုင်ခဲ့ရတယ်ဒါလောက်ပါပဲဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ youth sport media 3.0ဆိုတဲ့ db4u တို့မှာကျင်းနုဆိုတာပေါအောင်ကူညီလို့ရပါတယ်အမိုင်းလည်းကလစ်ဖို့မမေ့ကြပါနဲ့ပြအောက်ကကွန်မန့်တွေထဲမှာလည်း youth sport media 3.0ဆိုတဲ့ db4u ရဲ့ link လေးတွေကိုထည့်ပေးထားခြင်းပဲကျွန်တော်မှတ်စောက်ကူညီပေးလို့ရပါတယ်ကျွန်တော် youtube channel လေးကို like and subscribe လေးကိုကျွန်တော်အားပေးလို့ရပါရဲ့များများလေးလည်းကလစ်ဖို့မမေ့ကြပါနဲ့ မြန်မြန်ကလစ်မှာမြန်မြန်နာဖြစ်ပါတယ်အားလုံးကြိုးတူပါတယ်ကောင်းမွန်သောနေ့လေးနေ့ဖြစ်ပါစလို့ဆုမွန်ကောင်းတောင်းပေးနေပဲကျွန်တော်တို့နောက်မှပဲ AAC တွေ့ကြတာပေါ့ကောင်းမွန်သောညာလေးဖြစ်ပါစလို့ဆုမွန်ကောင်းတောင်းပေးနေပဲနောက်45မိနစ်မှာပဲကျွန်တော်စပါပွဲပြီး36ချက်ကိုကျွန်တော်တင်ဆက်ပေးမှာဖြစ်ပါတယ်အားလုံးကြိုးတူပါတယ်ကျော်တော်ကပြပါအောင်ဒေးပါပါဗျာ